ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာကျွန်တော်က Mesher Trade Gate ကနေပြီးတော့ KP အောက်ထည့်ကိုအိုက်ဆန်ဒိတ်ရိုက်ထင်းလေးကိုပြောပြသွားမှာပါကဲထည့်ကိုဝင်မယ်ဆန်ကိုနှိုက်မယ်ပြီးတဲ့နဲ့ကျွန်တော် ကျွန်တော်တို့ဒီနေရာကိုနှိုက်မယ် ပြီးရင် country ကိုရေးမယ်အဲ့ဒီမှာမြန်မာနိုင်ငံကိုထည့်မယ်ရွှေမဲ့ဘဏ်ကိုရေးမယ်ကိုက KP နဲ့လွှဲမှာဖြစ်တဲ့ KBZ Pay ကိုထည့်မယ်ပိုက်ဆံ trading ကိုဘယ်လောက်လဲငွေစည်းကိုစစ်ဆဲမယ် trading ကိုတထောင်နဲ့သုံးချက်ရှိပါတယ်မြန်မာ site တွေမှာဒီလောက်မရှိပါဘူးမြန်မာ site တွေမှာ960 980ကျော်အဲ့လောက်ပဲရှိပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ KBZ Pay ကိုလွှဲဖို့တည်းကျွန်တော်90လွှဲကြည့်မယ်။ Nice ကိုတွားမယ်။ ဒီနေရာမှာဟိုဘက် KBZ ပေးဖွင့်ထားတဲ့သူရဲ့နာမည်ပြည်စုံကိုထည့်မယ်။ဒါကိုကောက်ပေါ့နော်ကျွန်တော်ကောက်ကိုကျွန်တော်ထည့်တာဖြစ်ပါတယ်။အပေါ်မှာနှလုံးထည့်မယ်။ပြီးရင်အောက်မှာတစ်လုံးထည့်မယ်။နောက်ဆုံးနာမည်ကိုအောက်မှာထည့်မယ်။ပြီးတာနဲ့ကျွန်တော်တို့ဒီနေရာမှာ relationship ကိုရွေးမယ်။ကိုက friend နေရာပဲ friend နေရာနဲ့ပဲထည့်လိုက်မယ်။ friend ကိုပဲရွေးချင်လိုက်မယ်။ငွေချင်းစီထည့်မှာပေါ့။ ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ KBZ Pay ဖွင့်ထားတဲ့သူရဲ့ဖုန်းနံပါတ်ကိုထည့်မယ်။ဒီတိုက်ထည့်လို့ရပါတယ်။ပြီးရင် next ကိုသွားမယ်။ပြီးရင်ဒီနေရာမှာ KBZ Pay ဖွင့်ထားတဲ့သူရဲ့ဖုန်းနံပါတ်ကိုနောက်တစ်ခေါက်ပြန်ထည့်မယ်။ပြီးရင် verify ကိုနှိုင်းမယ်။ next ကိုသွားမယ်။ဟုတ်ပြီဒီနေရာမှာတေချာစစ်ဆေးမယ်။နာမည်နဲ့ဖုန်းနံပါတ်ကိုတေချာစစ်ဆေးမယ်။မှန်ပြီဆိုရင် continue ကိုနှိုင်းမယ်။ ဟုတ်ပြီဒီနေရာမှာကိုကပိုက်ဆံလွှဲရတဲ့အကြောင်းရင်းလေးကိုထည့်မယ်ကျွန်တော်ဒီနေရာမှာကျွန်တော်ထည့်တယ်လို့ထည့်လိုက်ပါနော်ဒီနေရာမှာကျွန်တော်ထည့်တယ်လို့ထည့်လိုက်ပါဒီနေရာမှာကျွန်တော်ထည့်တယ်လို့ထည့်ပြီး next ကိုသွားမယ်ပြီးရင်ဒီနေရာမှာအကောင်လုံးမှန်မှန်မှန်ကိုစစ်ဆေးမယ်အကောင်လုံးမှန်ပြီဆိုရင်ဒီမှာအမှန်ချစ်လေးကိုချစ်မယ်ပြီးလာတဲ့ mic payment ကိုနှိုက်မယ်နောက်ဆုံးကဟာကိုအနေရောလေးကိုနှိုက်မယ်ဒီနေရာမှာတခါဆုံး password ကြားလာမှာဖြစ်ပါတယ်အဲ့ဒီ password ရှောင်းလုံးကိုထည့်မယ် အောက်ပြီးအခုဆိုရင်အကုန်လုံးအဆင်ပြေသွားပါပြီ။ဒီဟာကိုဒွန်းကိုနှိုက်လိုက်မယ်။အကုန်လုံးအဆင်ပြေသွားပါပြီနော်။ကျွန်တော်တို့ဒီမှာ history ထဲကိုဝင်ကြည့်မယ်နော် history ထဲဝင်ကြည့်မယ်။ဒီနေရာလေးမှာအဆင်ရောက်ဆိုတော့ပိတ်ဆံထိပြီးပါပြီ။အပြာရောက်ဆိုတာကဟိုကျွန်တော်တို့အကောက်ထဲကိုပိတ်ဆံမဝင်သေးဘူးပေါ့နော်။ပိတ်ဆံဝင်ပြီဆိုရင်လည်းအဲ့ဒီအကောက်ကစိမ့်သွားမှာဖြစ်ပါတယ်။တဖက်အကောက်ထဲကိုပိတ်ဆံမဝင်သေးဘူးဆိုရင်ဟိုအပေါ်မှာမျောအနေနှစ်ခုပဲပေါ်ပါမယ်။အဲ့ဒီမှာအနေရောနှစ်ခုပို့ပြီးဆိုရင် မဝင်သေးဘူးပေါ့နော်ဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့ဒီမှာမျှားသုံးခုပုံနေပါပြီ1 2 3ဆိုပြီးသုံးခုပုံနေရင်တစ်ဖက်က KP ကောက်တွေကိုပိုက်ဆံဝင်သွားပြီဖြစ်ပါတယ်ခင်ဗျာ KP ကောက်ကိုပိုက်ဆံဝင်ဖို့အတွက်အရှင်나이ခွေတနိုင်လောက်စောင့်ဆိုင်ရပါတယ်나이ခွေတနိုင်ဆိုတဲ့နဲ့တစ်ဖက်ကကိုလွှဲလိုက်တဲ့ KP ကောက်ကိုပိုက်ဆံဝင်သွားမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ KP ကိုစစ်ဆေးခြင်းပဲဒီမှာရောက်နေပြီကျွန်တော်တို့ပိုက်ဆံရောက်နေပြီနော် KP တွေကိုဝင်နေပြီအားလုံးအဆင်ပြေကြပါစေဗျာ